အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့အကူအမတွေအားလုံးမင်္ဂလာပါဗျက်နော်မင်္ဂလာရှိတဲ့မနက်ခင်းဖြစ်ပါစေဒီနေ့တော့ကျွန်တော် live စောစောတက်တယ်ဗျအလုပ်ကလေးတစ်ခုရှိလို့နော်ကျွန်တော်အလုပ်ရှိလို့ live စောစောတက်ပါတယ်နော်အဲ့တော့အားလုံးပဲဒီမနက်မှာ ကျွန်တော်ရဲ့အကူအမတွေအားလုံးကိုကျွန်တော်တို့ထိုးရမယ့်ခဏကိုကျွန်တော်တို့ကျွန်တော် live ကိုကျွန်တော်မြန်မြန်ဆန်ဆန်လေးပဲကျွန်တော်လွှင့်မယ်ဗျာနော် ဒီနေ့က20ရက်ကျွန်တော်တို့မနက်ဖြစ်ပါတယ်20ရက်မနက်12နာရီတမိနစ်ပါကိုတို့တို့မော်နီတဲ့ကိုမင်းမင်းမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ကျွန်တော်ညတင်ထားတာခဏနှစ်ကွက်ပေါ့နော်အဲ့တော့ဒီမနက်မှာကျွန်တော်ခဏနှစ်ကွက်ကျွန်တော်ခဏနှစ်ကွက်တင်မယ်ပေါ့နော်ဒီမနက်မှာခဏတကွက်နဲ့ဆိုတော့အားလုံးပေါ့ခဏအဲ့တော့9နာရီခန်းလေးတစ်ချက် မန်းကျင်မန့်ပေါ့နော်9နာရီတဲ့ခဏလေးဘာထွက်လဲပေါ့နော်9နာရီခဏဘာထွက်ကြလဲ9နာရီခဏဘာထွက်တယ်လဲအလုံးမဲ့တစ်ချက်ကွန်မန့်ဗျာနော်9နာ9နာရီခဏဘာထွက်လဲအလုံးမဲ့တစ်ချက်ကွန်မန့်လေးမန့်ပြီနော် ကျောင်းစင်းနဲ့မှ6ရောက်အလုံးပဲ1နှစ်6ခုပေးထိုင်တယ်လေတဲ့ချစ်ကိုကြီးမောင်းနေပါတဲ့ကိုကြီးရဲ့မင်္ဂလာပါကိုမျိုးရေကိုအောင်ရေမင်္ဂလာပါခမဦးသိန်းရေမင်္ဂလာပါကိုကွေရတစ်တစ်နဲ့လေးထုံညာပါတဲ့ဟုတ်ကဲ့ပါဇင်လေးရေမင်္ဂလာပါမလလမင်္ဂလာပါခမနော်ကဲအလုံးပဲမင်္ဂလာပါအလုံးတော်အလုံးတော်မိတ်ဆွေများအကူအမများအလုံးပဲမင်္ဂလာမင်္ဂလာမင်္ဂလာပါခမနော်ဒီမနေ့မှာတော့ကျွန်တော်တို့တာ ျွန်တော်အကောင်းဆုံးပေါ့နော်ကျွန်တော်ကြိုက်တဲ့ခန်းတိုင်းထဲမှာအကောင်းဆုံးခန်းတိုင်းကိုကျွန်တော်တို့ဒါပေးမှာပါတော့ကြိုက်ရင်လည်းသုံးပေါ့နော်မကြိုက်ရင်လည်းမသုံးနဲ့ပေါ့လမလေးတွေနဲ့အားပေးကူညီပေးပါခင်ဗျာမင်္ဂလာပါရှင့်နဲ့โอเคမင်္ဂလာပါအာကာရေးတဲ့โอเคမင်္ဂလာပါခင်ဗျာကုစောကိုဝင်းစောမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါ တီတီယာမင်္ဂလာပါရှင့်နဲ့မင်္ဂလာပါခင်ဗျာအားလုံးပဲမင်္ဂလာပါဖုန်းမန်ကိုလည်းနဲ့တောက်ရေးအားပေးကူညီပေးတဲ့အကူအမာများအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်။ငါတို့ညာကျင်းရှိတယ်တဲ့ဆရာကြီးရဲ့နှစ်ကွက်ပေးမယ်ဆိုတဲ့ Okay ပါ။အဲ့တော့ဒီမနက်မှာပေါ့နော်အထူးကျွန်တော်ပေးချင်တာကဒီကျွန်တော်တို့ဒီနေကုန်ထိုးကကျွန်တော်တို့တင်းနေနေကျွန်တော်တို့86เนาะ တင်းနည်းနဲ့86လီကျွန်တော်တို့နေကုန်ခန်းနဲ့နှစ်ကွက်လို့အားလုံး comment မှာတစ်ချက်မှန်ပြီနော်တင်းနည်းနဲ့86လီနေကုန်ခန်းနဲ့နှစ်ကွက်ဖြစ်ပါလေဗျာနော်ပေါက်ချေတယ်ဗျာတဲ့ okay ပါအဂါရေးတကွက်ပြီးပါလားတဲ့ okay ပါကဲဖုန်းမိုင်းကိုလည်းနဲ့တောက်ပြီးတော့အားပေးကူညီနေတဲ့အကူရီအမလေးအားလုံးပဲနော်တင်းနည်းနဲ့86ကကျွန်တော်တို့အကူရီအမလေးနေကုန်ခန်းနဲ့နှစ်ကွက်ဖြစ်ပါလေနော်တင်းနည်းကဲ86ပဲနေကုန်ခန်းနဲ့နှစ်ကွက်ဖြစ်ပါလေဗျာနော် တင်းနေခွန်6ကနေကုန်ကနေနှစ်ခွက်ဖြစ်ပါတယ်အဲ့တော့အဲဘာပြီးတာလဲလဲလက်မအခါ20နှိပ်ထားပါလေတဲ့โอเค3မိနစ်ပဲရှိပါသေးတယ်ဖုန်းမှန်ကိုလည်းနဲ့တောက်ပေးပါနော်ကဲအားလုံးပဲမင်္ဂလာပါဗောနော်မြန်မြန်လေးဗောနော်ကျွန်တော်လည်းအချိန်သိပ်ပြီးတော့ဒီမှာမရအောင်ဖြစ်နေတယ်နော်အလုတ်ရှိသေးတယ်ဗျာနော်အချိန်သိပ်မရအောင်ဖြစ်နေတယ်အလုတ်ရှိသေးပါလေနော်အဲ့တော့အောင်လိုက်ကြည့်ပေးပါမြန်ဆန်လေးဗောနော် တင်းတင်းနဲ့ခွန်6ကနေကုန်ပါဗျ။ဟုတ်ကဲ့တင်းတင်းနဲ့ခွန်6ကနေကုန်ပါကိုရီမကြီး။เนาะတင်းနှစ်ကေခွန်6ကေကနေကုန်ပါဗျ။เนาะတင်းနှစ်ကေခွန်6ရဲ့ကနေကုန်ဖြစ်ပါတယ်။တင်းနှစ်နဲ့ခွန်6နဲ့ကနေကုန်ပါ။ ကဲတစ်ချက်ကြည့်မယ်ပေါ့နော်ဒီ6ရေကျွန်တော်တို့ဒီ3ရေကျွန်တော်တို့ဒီက5ရေပေါ့6 3 5ဆိုတော့ဒီ3လုံးပေါင်းကြည့်ဒီကျွန်တော်တို့ကဒီညမှာ၄လို့ရတယ်6 3 5ကျွန်တော်တို့3လုံးပေါင်းကြည့်ဒီကျွန်တော်အကူမှများ၄လို့ရတယ်၄လို့ရတယ်ဆိုရင်အကူဒီအမတွေအားလုံးပဲ ကျွန်တော်တို့ခဏန်းသုံးလုံးပေါင်းခြင်းကိုကြံပြန်ပြီးတော့ကျွန်တော်တို့အကူအမများအားလုံး၄တန်ကျွန်တော်တို့ဒါထွက်ရတော့မယ်နေထားလားသုံးလုံးပေါင်းခြင်းဒီကျွန်တော်တို့ကအကူအမများအားလုံးပဲ၄ဖြစ်ပါတယ်တဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့လက်မလေးတွေနဲ့ခုညီပြီးတော့လက်မလေးတွေနဲ့အားပေးပေးပါဗျာနော်လက်မလေးတွေနဲ့အားပေးပေးပါအကူအမတွေလက်မလေးတွေနဲ့အားပေးပေးပါဗျာနော်လက်မလေးတွေနဲ့အားပေးမှကျွန်တော်ရဲ့အကူအမများကျွန်တော်တို့ကလည်းလိုက်လွှင့်ရတာအဆင်ပြေတာပေါ့နော် လိုင်းသွင်းရတာအဆင်ပြေတာပေါ့လမ်းမလေးတွေနဲ့အပေးကူညီနေတယ်ဆိုရင် ကျွန်တော်ဝမ်းသာပါတယ်အကူမနေနော်လမ်းမလေးတွေနဲ့အပေးကူညီတယ်ဆိုရင်ဝမ်းသာပါတယ်အကူမများအလုံးကတချို့အကူမတွေအလုံးကဟိုလမ်းမတော့မနှိပ်ဘူးပေါ့နော်လမ်းမလေးတွေအလုံးပဲမနှိပ်ဘူးအဲ့လိုမျိုးလေးတွေလည်းရှိတယ်ပေါ့အဲ့တော့ကျွန်တော်ဒီအနီးကက် ီခွန်ပေါ့နော်အဓိကကျွန်တော်တို့ဒီမနက်မှာခွန်နဲ့ကျွန်တော်တို့လမ်းကြောင်းတစ်ခုပေါ့နော်ကျွန်တော်တို့ရှိတယ်ပေါ့ကွန်မက်လေးတွေနည်းနေတယ်30ကွန်မက်လေးတွေအကူဒီမကြီးအားလုံးပဲနည်းနေတယ်နော်ကွန်မက်လေးတွေနည်းနေတယ်ဗျနော်အကူမများ ညီမနှိပ်ထားတယ်တဲ့တစ်တစ်တဲ့ဟုတ်တယ်ညီကိုလာနိုင်လားဆရာတဲ့ Okay ကျွန်တော်ပေးထားတယ်လေညီကိုပေးထားတယ်လေညီကိုကနန်းနှစ်ကွက်ကိုကျွန်တော်ပေးထားတယ်လေဒီကောင်ကိုကျွန်တော်စဉ်းစားတာပေါ့နော်ကျွန်တော်စဉ်းစားတာအဲ့ဒီ site ကိုကျွန်တော်မသုံးမဲနဲ့ဒီတကွက်ကောင် site ကိုကျွန်တော်အရင်ပြလိုက်ရင်ကျွန်တော်ကောင်းမယ်လို့ထင်တယ်ကဲဒီမှာချက်လိုက်ကြည့်ပြနော် ကျွန်တော်တို့၃ည၃ဆိုတဲ့ဒီနေရာမှာကျွန်တော်တို့၃တော့ပိတ်လို့ကျွန်တော်တို့ဒီနေရာမှာဖြစ်တယ်။အဲ့ဒီ၃တော့ပိတ်လို့ကျွန်တော်တို့ဖြစ်လိုက်တာ ਨੇ တဲ့အကူအမများအားလုံးပဲ။ခဏန်း၃လုံးပေါင်းခြင်းကိုပြန်ပြီးတော့ကျွန်တော်တို့ကအကူအမတွေ၃တန်ကျွန်တော်တို့ပြန်ယူခြင်းတယ်။ခဏန်း၃လုံးပေါင်းခြင်း၃တန်ပြန်ယူခြင်းလဲဆိုတော့တဲ့ဒီမှာရှိရဲ့ဒီရက်၁ကကျွန်တော်ဒီရက်၆ပဲ။ဒီခဏန်း၃လုံးပေါင်းခြင်းဒီကျွန်တော်တို့ကခွန်နဲ့ခွန် ခွန်ကိုကျွန်တော်တို့ဒီရက်ချောင်းတယ်ပေါ့ဒီသုံးလုံးပေါင်းချင်းဒီကျွန်တော်ရဲ့အကူမှများအောင်ပဲကျွန်တော်တို့ကသုံးလို့ကျွန်တော်တို့ဖွင့်တာเนาะတုံညာသုံးဆိုတဲ့သုံးသောပိတ်ကြောင့်ဒီကနန်းသုံးလုံးပေါင်းချင်းကိုကျွန်တော်ဒီညမှာသုံးလို့ကျွန်တော်တို့ပြန်ဖြစ်တယ်ကြည့်မယ်เนาะဒါဆိုရင်ねအကူဒီအမတွေတဲ့88ဆိုတဲ့ရှင်းသောပိတ်ကြောင့်တဲ့ဒီမှာကျွန်တော်တို့ရှင်းသောပိတ်လို့ကျွန်တော်တို့ဝင်လိုက်တာ ਨੇ ဒီမှာရှိတဲ့ရှစ်ကဒီမှာရှိတဲ့၃ညရယ် ဒီမှာရှိတဲ့၃ညရင်ဒီ၃လုံးပေါင်းခြင်းဒီကျွန်တော်ရဲ့အကူအမာများ၈၃ည၃ညဒီ၃လုံးပေါင်းခြင်းဒီကျွန်တော်ရဲ့အကူအမာ၈လို့ကျွန်တော်တို့ဖြစ်ပါ၈၃ည၃ည၃လုံးပေါင်းခြင်းဒီ၈လို့ဖြစ်ပါဒါဆိုရင်လည်းနောက်ထပ်တစ်ကက်က50နှစ်ဆိုတဲ့ဒီနေရာမှာ နှစ်နော့ပိတ်လို့ကျွန်တော်တို့ရိုက်လို့ဒီနှလုံးပေါင်းခြင်း၄ရယ်ဒီကခွန်ရယ်ပေါင်းခြင်းကိုတက်လို့ရိုက်တယ်ဒီပေါင်းခြင်းတက်နဲ့ ကျွန်တော်တို့ဒီကကြလာတဲ့နောက်ပိတ်တင်းနဲ့တုံလုံးမောင်းကြီးဒီကျွန်တော်တို့ကအကူမာများ နှဲ့လို့ရိုက်ပါတယ်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာ26ဆိုတဲ့6နောက်ပိတ်လို့ဝင်အဲ့ဒီ6နောက်ပိတ်လို့ဝင်ပြီဆိုရင်ねဒီမှာရှိတဲ့3ရင်ဒီမှာရှိတဲ့6ရင်3 6ပေါင်းခြင်းဒီကျွန်တော်တို့က9လို့ရတယ်9ကိုကျွန်တော်တို့ဒီကကြာလာမယ်ခဏနဲ့ ကိုရီးယားကြလာမဲ့ခဏန်းတွေကိုကျွန်တော်တို့ကဘာလန်ထွက်ပေးရမှာလဲကျွန်တော်ရဲ့အကူမှာများ26ဆိုတဲ့6တော့ပိတ်ကြောင်းနဲ့ကျွန်တော်တို့ကဒီသုံးလုံးပေါင်းချင်းဒီ6တန်ကျွန်တော်တို့ကပြန်ထွက်ပေးရအဲ့တော့ကျွန်တော်တို့ဘာခဏန်းကိုကျွန်တော်တို့ထည့်ဖုံးမှန်ကိုလက်နဲ့တောက်ပေးထားပါဗျာเนาะဖုံးမှန်လေးကိုအားလုံးပဲလက်နဲ့တောက်ပေးထားပါအမျိုးတို့ရေเนาะဖုံးမှန်လေးကိုလက်နဲ့တောက်ပြီးတော့အားပေးကူညီပေးပါဗျာเนาะ ဖုံးမလေးကိုလည်းနဲ့တောက်ပြီးတော့အားပေးကူညီပေးထားပါဗျာအကူမများအားလုံးပဲเนาะအဲ့တော့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်အကူဒီမားကြီးအားပေးကြည့်ရှုနေတဲ့အကူမများတဝူးချင်းတန်တယောက်ချင်းညီငယ်ကိုလည်းအကူဒီမားကြီးအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ဗျာเนาะအဲ့တော့လိုက်လက်မောက်ကိုမနှိပ်ရသေးတဲ့မျိုးတွေအားလုံးကလိုက်လက်မောက်ကိုကျွန်တော်တို့နှိပ်ပေးစီကြပါလေเนาะ ဟုတ်ကဲ့ခொနရာကျော်အားလုံးပဲမင်္ဂလာပါဟုတ်ပါပြီဒါဆိုရင်ကျွန်တော်ဒီနေရာမှာဒီခွန်အပိတ်လို့ကျွန်တော်တို့ရတယ်ခွန်အပိတ်လို့ကျွန်တော်တို့ရတယ်အဲ့လိုခွန်အပိတ်လို့ကျွန်တော်တို့ရပြီဆိုရင်ခွန်ကိုကျွန်တော်တို့ရေးကြည့်လိုက်ခွန်ရေးပြီးကြည့်ပြပြီဆိုရင်ထိပ်စီလမ်းကြောင်းကိုကျွန်တော်တို့ကဆက်ပြီးတော့ကျွန်တော်တို့ဆက်သွားကြည့်မယ်ထိပ်စီလမ်းကြောင်းဒီတဲ့ကျွန်တော်ရဲ့အကူမရေးတဲ့ဒီနေရာမှာရှိတဲ့ကျွန်တော်တို့က65ဆိုတဲ့6ထိပ်စီနဲ့ခွန်8ဆိုတဲ့ကျွန်တော်တို့ကခွန်နဲ့ 9နဲ့9နဲ့နှလုံးပေါင်းချင်းဒီကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ဒီနေရာမှာ6လို့ရိုက်တယ်ဒီ9ခုပေါင်းချင်းကျွန်တော်တို့က6လို့ကျွန်တော်တို့ဖြစ်တဲ့အတွက်ကြောင့်လည်းအကူဒီအမတွေတဲ့ခဏသုံးလုံးပေါင်းချင်းကိုတဲ့ကျွန်တော်တို့6တန်ကျွန်တော်တို့ကပြန်ထွက်ခြင်းနဲ့ပေါ့ခဏသုံးလုံးပေါင်းချင်း6တန်ပြန်ထွက်ခြင်းနဲ့ဆိုတော့ဒီမှာရှိတဲ့6နဲ့6နဲ့နှလုံးပေါင်းချင်းက6 6နှလုံးပေါင်းချင်းဒီကျွန်တော်တို့က4 4ကိုကျွန်တော်တို့ဒီက2နဲ့ လေးကိုဒီရနှစ်နဲ့သုံးလုံးပေါင်းချင်းဒီကျွန်တော်တို့ကအကူမတွေ6ဆိုတဲ့အတန်ကိုကျွန်တော်တို့ပြန်ရိုက်တာပါနော်6ဆိုတဲ့အတန်ကိုပြန်ရိုက်တာပါအဲ့တော့နောက်တဲ့တစ်ချက်ကဒီ3ညရဲ့ဒီခုံရဲ့3ညရဲ့၄ရဲ့နှလုံးပေါင်းချင်းဒီဒီနေရာမှာ၄လို့ရိုက်တယ်အဲ့တော့ဒီနေရာမှာ၄လို့ကျွန်တော်တို့ကရိုက်ခဲ့တဲ့အတွက်ကြောင့်ဒီနှလုံးပေါင်းချင်းကျွန်တော်တို့က3ညနှစ်နှလုံးပေါင်းချင်းနှစ်နဲ့ကျွန်တော်တို့ဒီရနှစ်နဲ့3လုံးပေါင်းချင်းဒီကျွန်တော်တို့ဒီနေရာမှာ လေးလို့ရိုက်ပါဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ဒီခွန်ရဲ့ဒီနှစ်ကခွန်နဲ့ဆိုတဲ့ပေါင်းခြင်းဒီကျွန်တော်တို့ကဒီနေရာမှာ6လို့ရိုက်တယ်6လို့ကျွန်တော်တို့ကရိုက်ခဲ့တဲ့အတွက်ကြောင့်အကူမလေးဒီနှလုံးပေါင်းခြင်း3နဲ့ဒီက6နဲ့3လုံးပေါင်းခြင်းဒီကျွန်တော်တို့ဒီ6လို့ကျွန်တော်တို့ဖြစ်ပါတယ်အကူမလေးဒါဆိုရင်ကျွန်တော်တို့နောက်ထပ်တက္ကသိုလ်ကဒီ6နဲ့ ီနှစ်နဲ့နှလုံးပေါင်းခြင်းဒီကျွန်တော်တို့က6လို့ရိုက်တယ်။လေးနဲ့နှလုံးပေါင်းခြင်းဒီနေရာမှာ6လို့ရိုက်ခဲ့တဲ့အတွက်ကြောင့်ခဏန်းသုံးလုံးပေါင်းခြင်းကို6တန်ထွက်အောင်။၃ညရဲ့6ကနှလုံးပေါင်းခြင်းဒီ6ရှိပြီ။ဒါဆိုရင်ခဏန်းသုံးလုံးပေါင်းခြင်းကျွန်တော်တို့က6တန်ဖြစ်မယ်။ခဏန်းသုံးလုံးပေါင်းခြင်းကိုဒီနေရာမှာ6တန်ဖြစ်ဖို့အတွက်အလိုဖုံးမန့်ကိုလည်းနဲ့တောက်ပြီးတော့အပ်ပေးပါ။ဒါဆိုရင်ကျွန်တော်တို့ဘာခဏန်းကိုထည့်ပေးရမယ်။ ာထိတ်ကိုကျွန်တော်ထည့်ပြရမယ်ဖုံးမဲ့လေးကိုလက်နဲ့တောက်ပြီးပါအထူးပေးခြင်းနဲ့ခဏရှိပါရဲ့ဗျာနော်လူကြီးတထောင်ကျော်အားလုံးပဲမင်္ဂလာပါအဲ့တော့ကျွန်တော်လည်းဒီမှာကျွန်တော်တို့အလုပ်ကလေးတစ်ခုကျွန်တော်လည်းရှိလို့ပါနော်ကျွန်တော်လည်းခဏလေးတွေကိုကျွန်တော်ရတဲ့ခဏလေးတွေကိုတစ်ခါလေးရေးပေးလိုက်ပါမယ်ဗျာနော်အချိန်ရတဲ့ပြီးတော့ဒီမိနစ်မှာမအားပါဘူးဗျာနော်ချိန်သိမ့်မအားဘူးအဲ့တော့ရတဲ့ခဏကိုပဲအော်ကွက်တစ်ခါလေးရေးပေးလိုက်ပါပါဗျာနော်အားလုံးပဲကြည့်လို့တက်ပါလေဖုန်းမှန်ကိုလက်နဲ့တောက်ပေးပါအကိုရင်မတွေအားလုံးပဲနော်

3လပိုင်း7နိုင်10မိနစ်စီအတွက်နော်20ရက်3လပိုင်း7နိုင်10မိနစ်စီပေါ့20ရက်3လပိုင်း7နိုင်10မိနစ်စီနော်20ရက်3လပိုင်း7နိုင်10မိနစ်စီအတွက်ဖြစ်ပါဟော main all ဒါနေကုန်ထိုးသည်ကျွန်တော်တို့အကူမာ၄တင်းနှစ်နဲ့86ပေါ့နော်နော်နေကုန်ထိုးသည်တင်းနှစ်86သည်ကျွန်တော်ဒါနှစ်ကွက်ပေါ့နော်တင်းနှစ်ကဲ86ကဲကိုနေကုန်လိုက်ထိုးပါမယ်ဟုတ်လားအဲ့တော့ main over ကဒီမနက်မှာအကူမာ၄3ညခွန်86 လက်ဆက်ငါသောဆံလာခဏသုံးခွက်ဖြစ်ပါเนาะအဲ့တော့ဖုံးမှန်ကိုလက်နဲ့မတော့ရသေးတဲ့အကူဒီမတွေအားလုံးပဲဟိုတင်းနှင်းနဲ့ခွန်6ကနှစ်ခွက်ကနေကုန်ထိုးရမယ်ဒီ3ညခွန် 25 65ဒီဒီမနက်အတွက်ကျွန်တော်တို့ main အဓိကဖြစ်ပါတယ်အဲ့တော့ Viber အခွေမရသေးတဲ့သူတွေအားလုံးကတတိယအခွေဒီကျွန်တော်တို့ဒီမှာ Viber ကျွန်တော်တို့ message မှာကျွန်တော်တို့လာယူမယ် Viber message မှာเนาะတတိယအခွေเนาะတတိယအခွေ Viber message မှာတတိယအခွေလာယူမယ်ဟုတ်လားဒါတတိယအခွေပါတတိယအခွေเนาะတတိယအခွေပါ အတော့ဒါအကူမကြီးအလုံးပဲ၃ညခုံရဲ့2 9ရဲ့6 9ရဲ့ခဏန်း၃ကွက်ပါဆရာပေးတာပေါက်ဖူးပါတယ်တဲ့ဟုတ်ကဲ့ပါ9နာရီပါထွက်လဲ J Spoon နဲ့ဟုတ်ကဲ့ပါ2 3 6 20 6ကိုနေကုန်ထိုးကြတော့တဲ့ဟုတ်ကဲ့ပါ1နှစ်နဲ့ကျွန်တော်တို့ခွန်6နေကုန်ထိုးကွက်က1နှစ်နဲ့ခွန်6ပါ2ကွက်ပါနော်1နှစ်နဲ့ခွန်6ဟိုညလည်းပြေးပြီးပါပြီကဲအလုံးပဲဘိုင်းပါဗျနော်ကျွန်တော်လည်းအလုံးအားလို့ဒီလောက်ပါပဲအလုံးပဲကန်ကောင်းကြပါစေဗျနော်ကျွန်တော်ကိုကျွန်တော်ပါဗျ ဖုံးမှန်လေးကိုလက်နဲ့တောက်ပြီးတော့အားပေးပါလို့ပြောကြရဲပဲ live show ဒီနေ့မှာအဆုံးသတ်ခွင့်ပြုပါ